့်သမိုင်းမှာဂိုးဖန်တီးမှုအများဆုံးဖြစ်လာတဲ့မက်ဆီနာမည်ကျော်အာဂျင်တီးနားအသင်းကောင်းဆောင်မက်ဆီကတော့ဘောလုံးသမိုင်းမှာလက်ရွေးစင်အသင်းအတွက်ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်သူဖြစ်စံရင်းတင်ထားခဲ့ပါတယ်အာဂျင်တီးနားအသင်းကစက်တင်ဘာလ15ရက်နေ့နက်ပိုင်းမှာတော့ပူဟာတီရီကိုအသင်းနဲ့ခြေစံပွဲကစားခဲ့ပြီးတော့6ဂိုးမရှိတဲ့အနိုင်ရရှိခဲ့ပါတယ်မက်ဆီကအဲ့ဒီပွဲစဉ်မှာတော့အာဂျင်တီးနားအသင်းအတွက်ပါဝင်ကစားပေးခဲ့ပြီးတော့ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တာကြောင့်လက်ရွေးစင်အသင်းအတွက်ဂိုးဖန်တီးမှုအကြိမ်60ပြည့်မြောက်ခဲ့ပါတယ်အဲ့ဒီဘောလုံးသမိုင်းမှာတော့ကမ္ဘာစံရင်းအသစ်ဖြစ်ခဲ့တယ်လို့သိရပြီးတော့အဲ့ဒီပွဲမတိုင်ခင်က လက်ရွေးစင်အသင်းအထွတ်ဂိုးဖန်တီမှုအများဆုံးကစားသမားဖြစ်ဘရာဇီးတိုက်စစ်ကစားသမားနေမာက59ချိန်နဲ့ရပ်တည်နေခဲ့တာဖြစ်ပြီးတော့အခုမက်ဆီကအချိန်60နဲ့နေမာကိုကျော်ဖြတ်ခဲ့တာပါမက်ဆီကကစားသမားဘဝတစ်လျှောက်မှာတော့ကလပ်အသင်းနဲ့လက်ရွေးစင်အသင်းအထွတ်စုစုပေါင်းဂိုးဖန်တီမှု368ချိန်ရရှိသွားခဲ့ပြီဖြစ်ပြီးတော့ဘာစီလိုနာအသင်းတော269ချိန် PSG အသင်းတော်ကတော့34ချိန်အင်နာမိုင်ယာမီအသင်းတော်ကတော့35ချိန်နဲ့အာဂျင်နီးယားလက်ရွေးစင်အသင်းအတွက်တော့အချိန်60ပြုလုပ်ပေးထားပဲဖြစ်ပါတယ်။မက်ဆီကအာဂျင်နီးယားလက်ရွေးစင်အသင်းတမိုင်းမှာတော့ပွဲအများစ များဆုံးကစားသူ၊ဂိုးအများဆုံးသွင်းသူနဲ့ဂိုးအများဆုံးဖန်တီးသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။